နာမည်က Steve ငငယ်ကလေးက Minecraft ဆွဲလန်းသူဒါပေမဲ့ Minecraft ဆိုတာကလေးတွေစော့တဲ့နေရာမဟုတ်တခါတလေဒေတာကမိုင်းတွင်တယ်သူဝင်ဖို့ကြိုးစားလိုက်တိုင်းလူ ෝජ ီတယောက်ကဒေါသကြီးမောင်းထုတ်တာကိုခံရလေးရှိတယ်ဒီလိုနဲ့ချင်းတို့ကုန်သွားတော့ Steve လူကြီးဖြစ်လာတာပေါ့ Miner မဟုတ်တခါလိုက်ကန်ဘူးရောင်းသမားသိပ်ပြင်းဖို့ကောင်းတဲ့လူဘာစွန်စားကန်မှမရှိရေခုံးစရာနဲ့ထီပြပြရှိနေတာဒီနေ့မှလေးလေးစားတွေကိုဖဲ့ရင်ဆောက်တိုင်းလူကစားမိလိုက်တော့သူငယ်ငယ်ကအိမ်မက်ဘူးပြန်တတိယသွားတယ်ဒီတော့ပေါ့ချွန်းတလက်ကိုထမ်းငငယ် ဲကရောက်ခဲ့ဘူးတဲ့မိုင်းတွေနဲ့ပြန်ဝင်မယ်လို့တော့တိတ်တက်ရှည်လုံးနဲ့ဟိုးလူအိုကြီးကသူ့ကိုမတားဆီးတော့ဒီလိုနဲ့အားရဘက်ကဒူးနေလိုက်တာထူးဆန်းတဲ့ရှီအောင်ပစ္စည်းတစ်ခုထွက်လာတယ်အဲ့ဒါတွေက Christian Jew နဲ့ Creation Jew ဂျူးနှစ်ခုကိုအတူတွဲလိုက်ပြီးတဲ့အခါမှာတော့မော်ဆန်နဲ့မဘူဒူကာကြီးပေါ်လာပါတယ်အဲ့ဒီမဘူဒူကာကြီးကနေချက်ဝဲလိုက်တော့ဥပါဝါကဘာကြီးကအစမ်းတကျဲလှပလင်းလန့်နေတယ်အံပွဲတွေဖြစ်တက်ရှိတိုင်းရဲ့ဥကောင်းတွေကတော့ဟျူရီကြီးပဲဥပါဝါ ဒါမှမဟုတ်ဒေတာနော့ခါဘောဒီကဘာမှာဘာမဆိုဖြစ်နိုင်တယ်စိတ်ရှင်လညွညော်ရကုဘတုတ်ပေါ်နိုင်နေချက်မသူဟာပန်းအောင်သူတစ်ခါကိုတွေ့အဲ့ဒီသူတွေရဲ့မွန်းနဲ့အံ့ပွဲပန်းအောင်အိမ်သုံးလုံးကိုတိဆောက်လိုက်ပါတယ်ဒီကဘာမှာဆိုတာကရုတ်တရက်ညရောက်သွားရင်လေးတောင်ဝက်ဇွန်ဘီတွေပေါ်လာတက်တာပါပဲ မနက်မှာသူ့ကိုစားချင်နေတဲ့ဝင်းဘလေးတကောင်အိမ်ရှိဝင်ရောက်လာတယ်။အဖောင်ငက်နေတဲ့စတီသူ့ကိုဝယ်ရိုးတစ်ချောင်းလွတ်ထိုးလိုက်တာချစ်ချစ်ရပါသွားလို့ဒန်နစ်လို့နာမည်ပေးလိုက်ပါရယ်။အဲ့ဒီချင်းကစားပြီးသူတို့နှုတ်ကသားနေရာကောင်းတွေ့တိုင်းအိမ်တွေဆောက်တဖြည်းဖြည်းနဲ့ဥပဝါကအကောင်ဘလုံးတွေအလုံးဟောင်းစတီဘော်ဒါတွေဖြစ်သွားပါတယ်။ဒီနေ့မှာစတီဟာရှီယောမူပြက်တစ်ခုကိုတွေ့လိုက်ရတယ်။မူပြက်ရှိမှာခြားထားတဲ့တစ်တာတဲကတွေ့သည်မပစ္စည်းတွေကိုလက်ဆော့လိုက်တော့နောက်ထပ်ဝင်းပေါက်တစ်ခု ပေါ်လာလို့နီတာဝါလို့ခေါ်တဲ့အမောင်ကဘာတစ်ခုလည်းအပေါက်ခံလိုက်ရတယ်။ ဒီနေရာမှာဘာဖန်တီးနိုင်စွမ်းမှမရှိသူတို့နေသားဘောက်ကဘာကြီးပျက်စီးလောက်တဲ့အချိန်ရွှေတူးဘောတစ်ခုလေးကိုတီးတယ်ဝက်ဘလူးပင်ဂလင်တွေကသူတို့ကိုအုပ်ချုပ်တယ်ဝက်ဘလူးမော်စီယာမကြီးဒီမိန့်ကိုပဲအစေခံလို့ကြောနုံဖို့တီးတဲ့ရက် ဝက်မော်ဆီယာမကြီးကနေရကခကြေတဲ့ချစ်ချင်ခဲ့ပေမဲ့သူကခွက်တွေကကြည်ရဆိုးလုံးလို့သူ့ဖေကတော့မိသားစုကိုအရှက်ခွဲတဲ့သူလို့ပြောပြီးရွှေပဲတူခိုင်းခဲ့တယ်။အဲ့ဒီချိန်ကစပြီးသူ့ဘဝဟာအမုန်းတွေနဲ့ရှင်သန်လာရတယ်။သူ့နာမည်ကမဲခွရှာမဲခွရှာဟာ Dimension နဲ့ကိုဥဆိုးနိုင်ဖို့ Creation Guild ဓာတ်လုံးကိုအယူမှုလိုချင်နေတဲ့သူဒီပစ္စည်းနဲ့ကဘာတိုင်းကိုအုပ်ဆိုးဖို့စိတ်ကူးခဲ့တယ်။ဒါကြောင့် Steve နဲ့ Danny တို့ကိုဖမ်းပြီးဓာတ်လုံးကိုမောင်းမိုင်းစီးလိုက်တယ်။ဒါပေမဲ့ Steve ဟာအရက်စွန်ပြီးဓာတ်လုံးကိုပြန်ခိုးတယ်။ န်နစ်လက်ထက်ကိုအမြေကဘာပေါ်ကစတီဗီယာအိမ်မှာပေါ်ဖွက်ထားဘူးတာဝန်ပေးလိုက်ပါတယ်ဒါဟာဥပါဝဘေကင်းသွားဖို့အတွက်အကောင်းဆုံးနည်းလမ်းပဲဆိုပေမဲ့ဒီလောက်နဲ့စိတ်ချရပါမလား စ်တွေတော်တန်ကြာပြီးတဲ့နောက်ဗီဒီယိုဂိမ်းဂလော့ကောက်ကိုပြောင်းလဲခဲ့သူ Garrett Garrison ဆိုတဲ့လူတစ်ယောက်ပေါ်လာတယ်။သူက1989ခုနှစ်မှာ Hunt CG Punch ကဂိမ်းမှာချန်ပီယံဖြစ်လာပြီးကြော်ကြသွားတယ်။အမိုက်တွေကိုလေစာနဲ့ပြစ်တယ်လို့ကိကိကြကြပြစ်နိုင်စွမ်းနာကြောင်အမိုက်ပုံကောင်လို့နာမည်ပြောင်းပေးထားကြတယ်။ Campbell Kick Gamer မှတူနေတဲ့စုကြီးတွေရပြီမဲ့အပေါင်းချုံကြီးတဲ့ကောင်စုတော့ငွေကလူနဲ့မကတ်ဒါနဲ့ပဲလူပွဲလူရောက်မပြောင်းအဲ့ဒီလိုသူဒုက္ခရောက်နေတော့တည့်ရမှာဆိုင်ယာကသူနေတဲ့အိမ်ကနေထွက်ပေးဖို့အကြောင်းကြစာဖိုးလိုက်တယ် ယ်ဒီတော့ဘိုင်းကျနေတဲ့ Garrett လဲလေလံပွဲမှာရှင်စင်နာလိုက်ရှာမယ်ဆိုတဲ့အကြံနဲ့ကံဘုတ်ကြည့်တယ်ဆိုရယ်ရှင်းအောင်ပစ္စည်းတစ်ခုကိုညှို့နေသူကလည်းညှို့နေလို့ဒေါ်လာ900နဲ့လေလံဆွဲမိသွားတယ်ဒါပေမဲ့တစ်တာကိုဖွင့်ကြည့်လိုက်တော့သူကြည့်ကျစိတ်ပြတ်သွားတယ်အလင်ခံအပြီးလိုတော့ထင်သွားတယ်သူမသိလိုက်တာကအဲ့ဒီ creation cube တစ်လုံးကတိတ်စွန့်ထက်တယ်ဆိုတာပါပဲတစ်ချိန်တည်းမှာပဲ Henry နဲ့သူ့အမ Natalie တို့ဟာအမိုက်ပုံပုံ Jared ရှိတယ်မြို့ကိုပြောင်းလာကြတယ်သူတို့က Dome ဆိုရယ်ဟော်ရွေးတဲ့အိမ်ချမ်းပြေပွဲစားမှာကလက်ဆောင်တွေနဲ့ 救助的。 နောက်တစ်မိနစ်မှာနက်တလီဟာနေအတွက်နနစာပြင်သေးပြီးအတန်းပေါ်အစ်စ်တွေနဲ့မိတ်ဖွဲ့နိုင်မှုပီဇာတစ်ခုလောင်လုပ်ပေးလိုက်တည်တယ်။ဟန်နွေကကျောင်းကိုသွားရင်လက်မှာဂရက်ရဲ့တိုလီမိုလီအောင်ဆိုင်ကိုတွေ့လို့စိုင်တဲ့ဝင်သွားတယ်။ဘဝကစားပွဲရဲ့ရောင်းသမားလူသူကသူပွဲထုတ်တတ်တဲ့ဂရက်ကဟန်နွေကိုကြံကောင်းတွေပေးမယ်။တနာ isa ဒေါ်လာ50ပေးတယ်။ပထမတော့ဟာဗတ်လိုရင်တယောက်တည်းစိတ်လင်းနေတာထက်တင်းဖွဲ့ခြင်းကပိုကောင်းတယ်ဆိုပြီးစိတ်လိုလဲရပြောမိသွားတယ်။ဒီတော့ပြောမိတာကြောင့်ဖူးခအနေနဲ့ပီဇာကိုသူကယူထားလိုက်တယ်။ဟန်နွေကျောင်းရောက်တော့ ော့ပေါတော့တော့လူเจ้าအောင်နဲ့စတွေ့တယ်မတန်းနဲ့မှာတော့သူ့ကိုယ်သူစိတ်နာနေတဲ့ဆရာနဲ့ထပ်တွေ့ရပြန်တယ်နောက်တော့ကလေးတွေကငပြောတိတလုံးနဲ့လီမော်တိကို stay life ပကြီးဆွဲခိုင်းချိန်မှာ henry ကငပြောတိကို jet engine တက်လိုက်တဲ့ပုံကြောင့်ဆရာရဲ့အဆူဟောက်ကိုခိုင်းရတယ်သူကတွန့်ပညာရှင်ဖြစ်ရှင်တဲ့သူဆိုတော့ဘယ်တော့တော်တယ်လို့သတ်သိပြခိုင်းတဲ့အခါ henry လည်းအရိုးကြောက်ကိုဆက်ပြတ်ပြန်တန်းနိုင်ဖို့ပြင်ဆင်တော့မနာလိုတဲ့ကလေးနှစ်ယောက်ကဝါယာကျုပ်တချောင်းကိုဝလစ်မှာဖက်ချထားလို့အရိုးကြောက်ပြန်ကြည့်ဟာလူရမသွားပဲအနာကနေတယ် လီအလုဆောက်ဝဲနေတဲ့အာလူကျော်စိတ်ဝင်ရဲ့အမတ်တစိတ်ကြီးကိုဝင်ထိုက်ဖြိုချပြီးသွားပါတယ်သူကြောင့်လဲတောင်းသားတကူလန့်ပြီးအိုထိန်သူနဲ့တွေ့ကျင်တယ်လို့တောင်းဆိုလိုက်တဲ့အခါဟင်နရီလဲမနက်ကလေးတွင်သူနဲ့တွေ့ခဲ့မှုတဲ့ဂရက်ကိုသူ့ဦးလေးအဖြစ်ဟန်ဆောင်ပြီးကျောင်းကိုလာပေးရင်သူ့မှာရှိတဲ့26ဒေါ်လာပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်ဘာပဲဖြစ်ဖြစ်ဂရက်ကဟင်နရီရဲ့ဟန်တီနိုင်စွမ်းကိုတွေ့တော့လေးစားသွားတယ်ကျောင်းပထမနှစ်မှာအိုထိန်သူခေါက်ခဲရလို့စိတ်ပြက်နေတဲ့ဟင်နရီကခိဝမြင်တော့ဘာတွေလဲလို့မေးတယ်ခစ်တဲ့လိန်ဂျာတွေနေမှာပါဒါပေမဲ့လေးလံတက်တာ ထဲမှာရှီဟောင်းလက်ဆွဲဆောင်တအုပ်ကိုတွေ့ရတယ်အထူးတတိပိတ်ချက်ဘယ်အချိန်မှာပဲဖြစ်ဖြစ်ဇလုံးတွေကိုမပေါင်းဆက်ပါနဲ့လို့ပြောထားတယ် ဒါဟာဟင်ဒူရဲ့စူးစမ်းကျစိတ်ကိုစွတ်တယ်လို့ဖြစ်သွားတယ်။ဒါတည်းမကပါဘူး။ဘိုင်ကက်နေတဲ့အထင်ကြီးဘုရားရောက်နေတဲ့တော်ဒီတယ်လုံးရဲ့ခေါ်ရနောက်ကို blind တယ်။ဘာလို့လဲဆိုတော့အဲ့ဒီမှာစိန်တွေရှိတယ်ဆိုတော့တတိပိတ်ချက်လဲပနေသေးတယ်။ဒီတော့ဓလုံးကဆွဲဆောင်နေတာရဲ့။တကယ်စွမ်းစွမ်းသိကျင်နိုင်ကြောင်းတယောက်သားဓလုံးရဲ့ခေါ်ဆောင်နောက်ကိုလိုက်သွားတော့ပတုတွင်းဟောင်းတစ်ခုကိုရောက်သွားတယ်။ဒါဟာသူတို့ဘုရားကိုထာဝရပြောင်းလဲစေမယ်။စွန်စားကန်ဒီစတင်တော့မယ်ဆိုတာဘူးတော့သူတို့မသိကြပါဘူး။ပချိန်ထဲမှာလဲနက်တလီကသူ့မောင်အိမ်ပြက်မြောက်သေးလုံးသိစလိမ် ြီးဟိတ်ချမ်းမြေပွဲစားဒွန်ကိုဖုံးဆက်အခုနီတောင်းလိုက်တယ်ဒွန်ကတင်းမြာချေအခန်ဆက်အပ်ကိုသုံးပြီးရှားတဲ့အခါဟန်ရီယာစွန့်ပြစ်စတုတွင်ဟောင်းတစ်ခုထဲမှာရှိနေတဲ့ဆူရာကိုအချက်ပြတယ်နယ်သားအထင်ဖျုံးမဲ့အလေးမြန်သွားတဲ့အခါမိုင်းတွင်းထဲမှာစန့်ကျဲစွန့်ရင်ဒီကဟန်ရီကိုစွန့်ငင်နေလို့ဝိုင်းဆွဲကြတဲ့ဂျန်နဲ့သူသုံးစလုံးဥပ္ပဝါတဲ့ကိုစုပ်ယူခံလိုက်ရတယ်သူတို့တွေ့တဲ့ဘဒူးစန့်တွေကိုရှောက်ကြည့်နေချိန်မှာလေးတောင်လောကထဲကလေးတောင်လူသားတူမဟုတ်ဘူးကိုပြင်သွားတော့သူကကဘာနေဘက်ကိုဖြတ်ဝင်မိသွား ွားတယ်။နှစ်ကဘာကြာအံ့ပွဲဆွတ်သွဲမှုတစ်ခု စတင်လိုက်တာပါပဲ။တစ်ဖက်မှာလည်းနတာလုခေါ်တဲ့မောင်မိုက်ပျက်စီးနေတဲ့ကဘာမှာပောင်ကူမဝူးတွေပြန်တော့ဝင်လာတာကိုမဲခွေရှာသတိထားမိသွားတယ်။ဒီတော့သူ့အချင်းသားစတီဗ်ကိုဓလုံးပြန်ရှာပြီးသူ့စီကိုယူခဲ့မဟုတ်ရင်ဒန်နစ်ရဲ့လက်ဘက်သူ့မှာရှိတယ်။အဲ့ဒီဝင်းဘလီကိုပြူစားလိုက်မယ်။ဓလုံးနဲ့ဒန်နစ်သက်လဲမယ်လို့ချင်းချောက်လိုက်ပါတယ်။ Over War မှာတော့ Carrot ကပိုင်းအောင်သူ့လေးကိုမိတ်ဆက်နေတော့နေ့ကနေညချက်ချင်းပြောင်းသွားတယ်။ Honey လက်ထဲကဓလုံးပုံစံကောင်းငယ်မှလည်းလေး irão lá dizer, falá ကြောက်စရာကောင်းတဲ့ဖန်တီမီလာပြီးအယိုးစုမုတ်ဆိုးတွေကြီးမားတဲ့ပင့်ကူတွေစမ်းပေးတွေနဲ့ခရပ်ပါတွေအရိပ်ထဲကနေအလုံးကြီးထွက်လာကြပြီးသူတို့လေးယောက်ကိုတိုက်ခိုက်ကြပါတော့တယ်ဟန်ဒရီကတော့လက်မသွားကူဘာတုံးလေးတစ်လုံးကိုကန်ပြီးစိတ်ရှိတိုင်းခိုင်းလိုက်ရင်ကူဘာတုံးတွေဖြစ်လာတာတွေ့လို့လော့တစ်ခုကိုတိဆောက်ပြီးသူ့အမနဲ့ပွဲစားမှောက်ကိုကာကွယ်ပေးနေတယ်ခရက်ခါစမ်းပေးတွေအဝမ်းခံနေရတဲ့ကြားကမြေပြင်မှာဓလုံးကျနေတာတွေ့လို့ပြန်ကောက်ကြည့်နေတဲ့ချိန်စမ်းပေးကြောင်ကပြစ်လိုက်တဲ့ပြန်လာမှန်လို့အောက်ပြုတ်ကျသွားချိန်မှာအပြင်ဘက်ကခရစ်ဆယ်ကူဟာကျုပ်ပဲ ပျက်စီးသွားတယ်။ကဘာမျိုးပြန်ရမယ်မဟုတ်ဘူးလေအသက်မဝင်ဖြစ်သွားတယ်။ကျန်တဲ့ curation kit ကိုယူပြီးရေးလာချိန်မှာဇမ်ဘီတွေကဝိုင်းဝန်းတိုက်ခတ်နေလို့ဟန်ဒရီကအောက်ကိုဆင်းပြီးလာခဲ့ပေးရတယ်။ ဟန်ရီဖန်တီးပြီးတပ်ပုံးတင်ရေးလိုက်နေဟုခရပါရီကအနာကက်လာရောက်ဖောက်ခွဲလိုက်တာဇမ်ဘီတွေသူတို့လေးဦးရှိအားတက်လာကြလို့အားလုံးကြောက်လန့်နေတော့စတီဖာသူရဲ့ကောင်းတူဦးလိုရောက်လာပြီးဇမ်ဘီအားလုံးကိုရှင်းပြလိုက်တယ်ဒီအချိန်မှာညဖြစ်တာအချိန်ပြည့်သွားလို့နေချက်ချင်းထွက်လာလိုက်တာကြံတဲ့ဇမ်ဘီတွေဟာအလင်းနဲ့မှမီးလောင်ပျက်စီးသွားပါတယ်အဲ့ဒီနောက်စတီကသူ့တလုံးအတွက်အမင်းတို့ကိုမြေကွာပြန်ပုတ်ပေးမယ်ဒါပေမဲ့တလုံးကိုတော့သူ့ယူထားမယ်လို့ညှိလိုက်တယ်ပြက်တနာကအပြင်ဘက်ခရစ်စတယ်ကူးကစောစောကပဲကျူးပဲ ်ပွားလို့ထလုံးကအပြည့်အစုံမရှိသူတို့နီးလန်းရှာရုံပဲကဘာမေပါတော့လေးတောင်ကျော်သားဟာသူ့ကျောင်းအုပ်ကြီးရဲ့ Jeep နဲ့ဝင်တိုက်မိသွားတယ်ကျောင်းအုပ်ကြီးကသူ့မမှန်သိလို့တရားစွဲခံရမှာဆိုတဲ့အတွက်ထိတ်ထိတ်ပြပြဆင်းလာပြီးဟဲခေါင်းကြီးကလည်းအကြီးကြီးပဲတဲ့သူ့ကြီးကားကဒီလိုတိုက်မိနေကြဆိုတော့လူတိုင်းကသူ့ကိုတရားစွဲကျင်နေတာရှင်ညစာစလေးစားပြီးစကားပြောရအောင်ပါဆိုပြီးဖိတ်ခေါ်လိုက်တယ် Over War မှာတော့ Steve ဦးဆောင်မှုနဲ့ Mipo ရောကူသူတို့ငါးဦးထွက်လာကြတယ်အဲ့ဒီမှာ Agent B စူးစမ်းလို့စိတ်ရှိတယ်လေးတောင် ွာသွားတယ်ကိုတွေ့ရတယ်။ရွာကအိမ်ကြီးစားတွေမှန်တပြန်ကတော့စတီဂျီရဲ့လက်ရပေါ့သူတို့ကပမှုကြိုက်တယ်ရမ်းရှာဘူးရွာလေးကိုဧရာမတတ်တူလေးတောင်လူကြီးတကောင်ကကာဝယ်ဖေးတယ်စိုင်းတိုင်းမှာမိတောင်ချော်ရင်နဲ့ဂျပန်ကဲတချင်းတပေါင်းလောက်ဆူပြီးချိန်မှာကြက်ကောင်လုံးက ်ပြုတ်ကျလာတယ်။စိတ်ညာလက်ညာစားလိုက်တဲ့ခဲတဲ့နှာခေါင်းကနေအပူဝှက်တွေထွက်လာပါတယ်။နေတော်ဝါမှာတော့ဝက်မော်ဆီယာမာဂျီမဲလိုရှာစိတ်မထိန်နိုင်တော့သူ့ရုံးတွေကကြမ်းလွန်လို့အရက်ဆက်ဆုံးဗိုလ်ချုပ်ကြီးချန်ကက်စကူအော်ခေါ်လိုက်တယ်။တလုံးကအလုံးကောင်လေးယောက်စီမှာစတီဗ်ကသူ့ကိုချက်ကျင်ဆိုင်ခေါ်သွားတယ်လို့သူသတင်းရထားတယ်။ဒီတော့တလုံးကိုသွားယူရှိသမျှအလုံးကောင်လေးကိုတတ် ဟိုဘက်ကဘာမှာဇံပီဝက်တွေမဖြစ်တော့အောင်ဟောစိတ်ဖြစ်စေနည်းနည်းကိုပေးလိုက်လို့ဝက်စစ်တွေညှပ်တော့လိုက်ကြပါတယ်။ဟိုဘဝမှာတော့စတီဗီလ်ဟာခတိုင်လာဟူလန်ဘန်ရှင်တတော်နန်တော်ကြီးရှိရာစီဘူးခီးစဖို့အတွက်သူ့ရဲ့စတိုဂန်ကိုရင်သွားကြတယ်။စတိုဂန်မှာမိဘန်တုံးကြီးဖနှက်ပြန်စိန်တန်ချက်ကပြင်းထူးဆန်းတဲ့စင်သားတွေကပါစုဆောင်းထားပါတယ်။ဒီအချိန်မှာဂရက်ကစတိဗ်ကိုငကိုကြစကားခေါ်ပြောတယ်။သူဖတ်မိတဲ့မှတ်စုတဲကရတနာပိုက်ကြောင့်မေးတော့စတိဗ်ကလည်းတကယ်ရှိတယ်လို့ပြောပြတယ်။ဒီတော့ဂရက်က သူနဲ့တစ်ချိန်လုံးရှိနေတဲ့ creation tube ကိုပြပြီးရှရနာရမဒလုံးပစ်မယ်လို့ပြောလိုက်ပါတယ်ဒီချိန်မှာဝက်ဘော်ချုပ်ချန်ကက်စ်နဲ့ဝက်ဘလူးတွေဂျေခုပြန်ကြီးတွေစီးပြီးရောက်လာကြတယ်ဂျွာသားတွေရဲ့ပစ္စည်းတွေကိုဖျက်ဆီးအလုံးကောင်တွေလို့ခေါ်တဲ့မြေကဘာကလာတဲ့ဟင်နီတို့လေးယောက်ကညားရင်နဲ့ဖြစ်ပါတော့တယ်ဂျန်နယ်ချန်ကက်ကစတိကိုတွေ့တော့တယောက်ချင်းရှင်းဖို့ဂျန်တဲ့လူတွေကိုဖယ်ခိုင်းပေမဲ့ကရက်ကသူ့ရဲ့ DIY ရေပုံနံချက်ကူနဲ့ရှစ်တက်လာပြီးဘရုစ်လီနံချက်ကူကစားတယ်လို့ဟိုင်ရေးပြလိုက်တာသူ့နောက်ကစတိရဲ့ခေါင်းကိုရိုက် ိပြီး Steve မေးလေသွားပါတယ်တကယ်ချတော့ Changes ကရှီယာတစ်ခုမှမရှိခဲပဲလှင့်ခံနေရတယ်တိုက်ပွဲထဲမှာသူတို့လူစု꿰သွားကြတယ်တနည်းအားတပြေးကြတဲ့ Steve တို့ပြေးပပိတ်သွားလို့သူသူစီမံထားတဲ့ဂျဲဝစ်စုံကအဖော်တို့ရဲ့ဂျောမှာတက်ပေးလိုက်တယ်တကယ်ပြန်လို့ရမရသိအောင် Garrett က Henry ကို၆ကဘာကနေအရင်တွန်းချလိုက်တာအောက်ရောက်ခဏိမှအလုပ်ဖြစ်ပြီးပေါ်ပြန်တက်မှသူလဲလိုက်ခုံစင်းနေအထောက်မဲ့နှစ်စုံဝဲယူလာမိတဲ့ Steve ကတော့ Garrett နဲ့ကို3-4ခုချအမိလိုက်ပြီး Grace တော့ throne ကနဂါစီတလူ garret စပင်ကိုဂျိုးမတ်နဲ့ကိုင်တက်ခွပြီးလေကြုံစီလိုက်နေပါတယ်သူနှစ်ကိုရေခူးပြန်လေကတက်ကအသေးအတန်လိုက်ပြကြလို့လေကြောက်တက်ခွဲလို့ဖြစ်သွားတယ်နောက်ဆုံးလယံဘောက်တစ်ခုတည်းခဲရခဲစစ်တိုးဝင်ပြီးလို့ picklin တွေခြေမုန်းလိုက်နိုင်ပေမဲ့သူတို့ရဲ့ဆက်ပါပြတ်သွားလို့ပြုတ်ကျတဲ့အခါစတီယာဘေးဘင်းပေါ်မှာ water drop ဘုတ်ကိုသုံးပြီးရေကန်ကန်အញ្ញံဖန်တီးလိုက်လို့ အသက်ချမ်းသာရရသွားကြတယ်။ကဘာပြေပေါ်ပါတော့။ကျောင်းဆရာမကြီးကသူ့ရဲ့ជីကားနဲ့ကြိုက်မိခဲ့တယ်။ဒေးတော်ရွာသားတဲ့ညစာဒူဆိုင်ပျော်နေတယ်။သူကယောက်ျားနဲ့ကွာရှင်းထားတာလို့လဲရေလာမြောင်းပေးလုပ်နေတယ်။ကျောင်းဆရာမကြီးကဒေးတော်ကြီးကိုမြင်းမြင်းကြီးချစ်မိတယ်လို့ဒေးတော်ကြီးကလည်းသူ့ကိုကားနဲ့ဝင်တက်ကြတဲ့ကအလုံးမကြီးကိုတိုက်နေတာဆိုတာမျိုးလုံးတွေကသိတာလေတဲ့။ overall မှာတော့လူစုခွဲကတဲ့ netalie နဲ့ဒွန်းတို့ဟာမထင်မှတ်ပဲညရောက်သွားလို့သူတို့နားပစ်ကလာသမျှဇမ်ဘီတွေကိုအေးအေးဆေးဆေးကျင်းဆိုင်နေကြတယ်။ဒီအချိန်မှာ ဓာတ်မြင့်ကြောက်လာပြီးကိုက်မလူလုတဲ့ခါညံကောင်းလက်ကြောင့်ကဇမ်ဘီဝတ်တချောင်းပေးလိုက်တော့ဒန်နီသဘောခွေသွားပြီးသူတို့နာကတ်ခွင့်ပေးတယ်။သူ့လက်ဘက်မှာဒန်နစ်လို့ရေးထားလို့စတီဗီယာဝင်းဘလီမှာသိသွားတော့ဒွန်းတို့လည်းတတော်နဲ့တော့ကြီးရှိရာဒန်နစ်ကိုလမ်းပြခိုင်းလိုက်ပါတော့တယ်။ မဲခွေရှာကတော့သူ့ဝက်စစ်သည်တွေကြဆုံးကုန်လဲဆိုလို့ချန်ကတ်စ်ကတာဝဲမကြည့်ဘူးဆိုပြီးသူ့ရဲ့အရက်ဆက်ဆုံးတာရဲကြီးဖြစ်တဲ့မဟာဝကြီးကိုခေါ်ချန်ကတ်စ်ကတုတ်တင်ခိုင်းလိုက်ပါတယ်။အဲဒီနောက်လုံကောင်တွေကိုရှာပြီးခလုံးကိုပြန်ဟူခဲ့လို့မိန်ပေးတယ်။တစ်ဖက်မှာစတီဗ်တို့ကလည်းစိတ်နေဝတ်ထားတယ်။သူ့တွေစံပြမိုင်းတွင်းနဲ့ရောက်သွားတယ်။မမ်မီစကားထဲမှာပရီမစ်ဒဲကရတနာတွေတွားရှာရင်အသက်ဘေးကျုံရတယ်လို့မျိုးထောင်ချောက်တစ်ခုကိုကဲရက်နင်းမိလိုက်တယ်။သူ့ဖင်ကိုကူဝါတုံးတုံးဝင်းဆောင်ပြီးအဝဲကိုလွင့်ထွက်သွားတယ်။ကံကောင်းကျင်တော့ ပြူကြနေနေရပါခလုတ်တစ်ခုကိုတိုက်ပြီးလို့စိန်တွေထားတဲ့လှုပ်ဝက်ခန်းပွင့်သွားတယ်ခဲရက်ကစိန်တွေကိုသွေးကက်ထဲရသလောက်အငမ်းမရကောက်ထဲ့နေတယ်စတီဗ်ကအနတ်သိဆိုးတဲ့နေသာမိုးနဲ့သူ့နှာခေါင်းထဲထောင်းကနေဝင်လာလို့ဘာဝကြီးဒီကိုရောက်နေပြီကွာလို့အတိပဲပြီးမိုင်းတွေကလက်စီကိုပြေးကြဖို့ပါအော်ပြောလိုက်တယ်ဒီခက်မှာတော့အင်ဂျင်နီယာဂျုံစကားတွေကစွန့်စားကလေးပါပဲနောက်ဆုံးတော့အเจ้าမြို့မြို့နဲ့မိုင်းတွေပောက်ကွဲသူတို့အသက်ဘေးကလေးတီတီလေးလွပြောက်သွားတဲ့အခါစိန်တွေထခိုးထတာတွေ့တယ်ခဲရက်ကဟင်နရီက သူ့ဘဝမှာတွေ့ဘူးသူပြဒီကိုပေါင်းဆန်ဆုံးလူသားလို့ပြောပြီးရန်လုတ်ပါတယ်ဒီတော့ကဲရက်ကသူ့ဘဝဘဝဖြစ်နေတဲ့ရှုံးသမားငါကနာမည်ကြီးချပင်းကဘဝရောက်နေတာမင်းမှမသိပဲအကုန်ဆုံးရှုံးတော့ပါထားထက်ပို့ဆိုးတာကငါကတယောက်တည်းအထီးကျန်နေတာလို့ယင်ဖွင့်လိုက်တော့ဟင်နရီစနားသွားပြီးခမရတယောက်တည်းမဟုတ်ဘူးကျွန်တော်ကခမရရဲ့တငယ်ချင်းမလို့ပြောချလိုက်ပါတယ်ဒီလိုနဲ့တတော်နဲ့တော်ကြီးရှိရာသူတို့ရောက်သွားကြတယ်အဲ့ဒီထဲကိုဝင်ပြီး Christian Cube တခုယူဖို့ပလန်ဆွဲကြတယ်စစ်ပြောပြကြရနတ်တော်မှာအစဉ်၃၀ကာဝယ်ထားတယ်ပထမထက်မှာ ောင်စစ်သည်နှစ်စင်းရွာသားတွေကစောင့်ကြည့်နေတယ်ဒုတိယထက်မှာတော့ evoca တွေထိမ့်ဆုပ်တယ်အပေါ်ဆုံးတစ်ထက်ဝဲခုံမော်လုံးရှိပြီးအန်တာမတ်ကိုရိုင်းစောင့်ကြည့်နေတယ်သူ့ကြီးကရန်သူကိုအာယုံထွေပြအမောက်ကိုအမှန်ထင်းစေတယ်သတိထားရမယ်တဲ့ဒါပေမဲ့ဒုတိယထက်မှာအဆောင်မြောက်ကသူ့ကိုတွေ့သွားတဲ့အခါအောက်ထက်ကစတိဗျူကိုလည်းစစ်သားတွေကတကြိမ်တည်းတကြိမ်လည်းဖြစ်မဲ့ဆိုပြီးသူတို့ကိုဖမ်းလက်ဝဲကြိုးဝိုင်းတစ်ခုလည်းပို့လိုက်ကြတယ်ဆဆချင်းဂဲရက်ကူချက်စီဂျော့ကီဇမ်ဘီပေါင်းစနလေးနဲ့လေယုံချင်းရှင်ခိုင်းတယ်ရန်သူကအကောင်ခတ်သေးသေးဆိုပြီး ီးခရက်အချင်းချင်းမိလို့သူ့ကိုတေတဲ့ထိတိုက်ခိုက်မယ်ဂျက်စီဂျော်ဂီက WWE fighter လို့ပြင်းပြတတ်ထတိုက်ခိုက်လာတယ်သူနိုင်နဆိုးဂျက်စီဂျော်ဂီကစပိုက်ပွဲချမ်းပေမဲ့သူခိုင်းရရင်တော့ကလေးတယောက်လူជីကျူပါအောင် ခိုင်ကိုတော့တနာမိသွားတဲ့ခရက်လက်ကိုဖတ်ပြီးအကိုက်ခံလိုက်ရတယ် တတိယထံမှာတော့ဟင်းရီယာခရစ်လိုက်ကင်ကူတွေ့ရပေမဲ့အန်ဒရီမန်ထွက်လာပြီးနှလုံးချင်းရှင်စိတ်ညိုတာခံလိုက်ရတယ်ဟင်းရီယာခေါင်းထဲမှာတော့စတီဗ်ဂဲရက်နာတလီနဲ့ဝဲစားမကြီးဒွန်းနိုကသူ့လုံရက်တွေမှားနေတဲ့အကြောင်းလက်လျှော့လိုက်ပါလို့ထဲအောင်ထဲမှာပြောနေချင်းဟင်းရီယာသူ့ခေါင်းထဲမှာပေါ်လာတာသူကပုံဟိတ်တူတွေပဲဆိုတာသိတာနဲ့တတိရှိရှိစိန်သားနဲ့မလျမန်ကိုအဆက်မပြတ်လိုက်ခုတ်တာကြောင့်နောက်ဆုံးမှာနိုင်ရပြီးဆုလက်နေနဲ့အဝေးခုံမော်လုံးဂလုံးကိုပါရလိုက်ပါတယ်တစ်ဖက်မှာလဲစတီဗ်ကသူ့ ျိုးကိုရအောင်ဖြီးပြီးကျက်စီးကြုံကြီးကိုခေါင်းနဲ့လက်ဝင်တိုက်ပွဲသိမ့်လိုက်တယ်သူတို့သုံးသစ်တော်နဲ့တော့ကလေဖတ်သူဖတ်ပြလာကြီးမှာဝက်မော်ဆီယာမကြီးမဲကိုရှာကထလုံးနဲ့ချေရခံပြီးရေခုပြန်လေးတက်နဲ့ရောက်လာပြန်တယ်သူနဲ့တူကျန်းတက်နဲ့မဟာဝကြီးကိုလည်းအပခေါ်လာခဲ့တယ်မဲလူရှာကခင်းရလေထားတဲ့အိတ်ထဲကပြန်ပြီးပြေဆုံးသွားတယ်ထလုံးကိုလူယူလစ်ပြေးတယ်သူချထားခဲ့တဲ့အသေးကဝက်ဘလူးတွေကစတိပ်တို့ချိနေတဲ့တရားကိုအသေးကဖောက်ခွဲဖို့တိုးလာကြီးမှာကရက်ကစတိပ်နဲ့ဟန်နီတို့လော့ကူန နေလိုက်ပြီးသူကတော့ဝက်ဘလူးတွေကြားထဲမှာပဲနေရခဲ့တယ်ဘုံပေါတော့ Garrett လဲဝက်တွေနဲ့တူလွင့်ဆင်သွားတယ်လေတဲ့က sleep ပြုတ်ရေခုပြန်လဲဘုံစမန်ပြက်ကျသွားတော့သူတို့သတိလက်မိမျောသွားကြတယ်မင်းနဲ့နေငယ်ကြမှာ Dennis က Steve ကိုသူကောင်းနဲ့တိုးပြီးနှိုးလိုက်တယ်ခိုရီလက်တွေနာကျင်နေတဲ့ Henry ပြန်လဲလူးလွန်လာတယ်သူတို့ဟာပွဲစားမကြီးတွန်အရေးပေါ်တိဆောက်ပေးထားတယ်မိုးအိမ်လေးတစ်လုံးနဲ့ရောက်နေတာကိုသိလိုက်ရတယ် Dennis ကသူ့သခင် Steve ကိုနတ်ခံနိုင်လို့အခုလိုအချိန်မီကယ်နိုင်လိုက်တာ ါပါတစ်ဖက်မှာတော့မေဂူရှာကဓလုံးကိုတာဝါနဲ့ပေါ်တဲ့ကောင်းငင်ကိုလေးစားတန်းထိုးပြီးပဝဝါတစ်ခုလုံးကိုအမောင်းထိုက်တဲ့သွင်းအယိုးကြောင့်တွေဝက်ဇမ်ဘီတွေကိုနှောထလောင်လုပ်ပြီးအဝဝါကိုစတင်ဖြက်စီးနေပါတယ်ဒီတော့မော်ရင်တဲကလုံကုန်တွေကလည်းအသက်ပေးသွားတဲ့ခဲရက်အတွက်ကဘာကြီးအတွက်သူတို့ဖြတ်တန်းခဲ့ရတဲ့နေရာအလုံးအတွက်ဝက်မော်ဆီယာမာကြီးကိုအသေးခံတိုက်ခိုက်မှုဆုံးချက်လိုက်ကြတယ်သူတို့တွေမိုက်ခရက်လုပ်ပြီးရလာတဲ့ဆုလက်တွေနဲ့အရင်ကတည်းကပိုစွန့်တက်တဲ့လက်နက်တွေကိုစတင်ဖန်တီးတယ်အခုတော့သူတို့မှာနေသားတက် ဖောက်ကိုရင်ဆိုင်ဖို့ဒေါသထွက်နေတဲ့တန်တရဲအာမတ်တက်တော်ကြီးရှိလာပါပြီ။မဲလုံရှာစားဓာတ်ကူမြင်တော့ရီးတယ်။တန်တရဲတွေကသူတို့ကိုမထင်ရင်ဘာမှလုပ်မှာမဟုတ်ဘူးလို့ပြောတာ။စကားမှမဆုံးသေးဘူး။ဝက်ကလေးတစ်ကောင်ကမစင်မချင်းညားနဲ့ဖြစ်လိုက်တော့တန်တရဲတွေလည်းပထမဆုံးလက်သီးနဲ့တစ်ချက်လွှဲရပြီးစစ်ပွဲကိုစတင်ခဲ့တယ်။ဒေါသထွက်နေတဲ့မဲလုံရှာကသူ့ရဲ့အားထားရဆုံးမအဝတ်ကိုလှုပ်ပြီးတိုက်တယ်။ဒါပေမဲ့ဝိုင်းကောင်တွေကသူမထင်ထားတဲ့ပြုတ်ဝက်တတုဆက်အစစ်မြင့်တန်တရဲတွေကိုပါတိဆောက်ထားနိုင်တာကြောင့်အာမတ်ဒရဝါကြီးနှကော ောင်တိုက်ခိုက်လိုက်ကြတာဥပါဝါတစ်ခုလုံးတုန်ခါပွားပါတယ်စရိကလည်းသူကိုယ်တိုင်ထွင်းထားတဲ့စိန်တန်ချက်ကနဲ့အရာမစိန်သားကြီးနဲ့မဲလုံရှာကိုရင်ဆိုင်တယ်ဟန်နရီကဝီလ်ခုမော်လုကိုသုံးပြီးထလုံးရှိရာမျော်စင်ကိုသွားနေချိန်မှာနက်တလီတယောက်တည်းဂျယ်ရီခန့်ပြီးမာဝတ်ကြီးကိုမနိုင်မနှင်းရင်ဆိုင်နေရတယ်နက်တလီရှုံးပေးရတော့မယ့်အချိန်မှာဂျွမ်ဟာတော့ရိုက်ဝင်ပလေအုပ်နဲ့အတူကုန်းနေဘော်ကနေပေါ်လာပြီးမာဝတ်ကြီးကိုဟဲ့သားတုံးကြီးလို့လှမ်းအောင်လိုက်တာနဲ့ဝင်ပလေတွေကလည်းဝတ်ကြီးကိုဝိုင်းအောင်ကတ်ခဲကြပါတော့တယ်ဟီ ြက်တပြက်ကန့်ခံလိုက်ရတဲ့မာဝက်သိတ်ဒေါသထွက်သွားပြီးဟန်ရီစီကိုသိစင်းနေတော့တဲ့ဘေးနဲ့လှမ်းပစ်လိုက်တာပောက်ကွဲမှုဖြစ်ပြီးဓလုံးတက်ယူနေတဲ့ဟန်ရီမျိုးပေါ်ကိုတချီးပြီးပြုတ်ကျလာတယ်ဒီအချိန်မှာပြေရောပြန်ဂဲရက်စ်ကမိကိုတွေ့ကြကရေကူးပြန်ကြည့်စီပြီးပေါ်လာတယ်ဟန်ရီကိုငံဖမ်းပြီးကဲတယ်သိတ်ဝမ်းသာသွားတဲ့ဟန်ရီကိုကဲရက်စ်ကသူ့ဘုံပေါ်လို့တရားပေါ်ကနေခုန်ချပြီးအော်ခဏမှစတီဗ်တုံးခဲ့မှုတဲ့ရေကန်ဖန်တီးတဲ့အကွက်ကိုတုံးပြီးလွတ်လာတာဘသူကမှရှုံးမပြောနဲ့တယ်တဆက်တဲ့ဟန်ရီကလန်တန်ကိုယူ ြီးရေခုပြန်ကြီးရဲ့ဘိုက်ကိုဆောက်ဆောက်ထိုးလိုက်တော့မီးလုံးတွေက အမြောက်ဆန်လိုတာဝါကိုပြေးပြေးဆောင်တယ်တာဝါပြိုကျလို့ခလုံးနဲ့လေးစားပြစ်ထားတဲ့အမောင်တိုက်ဖြက်စီးခံရရပြီးချက်ချင်းကြီးနဲ့လဲရောင်ပြန်ပေါ်လာတော့ဝက်တွေအလုံးမီးလောင်ပြက်စီးပွားပါတော့တယ်ဒါပေမဲ့ကြလာတဲ့ဓလုံးကိုမာဝက်ကကောက်ယူနိုင်လိုက်လို့အရာရာပြန်ဆုံးရှုံးပြီးလို့ထင်နေတဲ့အခါအစ်င့်မြင့်ဆုံးတံပြဲကြီးပြဲလာပြီးမာဝက်ကိုပက်ပက်နဲ့နဲ့လာတွယ်လိုက်လို့ဓလုံးကနက်တလီလက်ထက်ပြဲရောက်သွားပါတယ်ဓလုံးပြဲရချိန်မှာ စတီကမယ်လိုရီရှာကိုအပြက်ရှင်းပုံရှေ့ကိုလှမ်းတက်နေပေမဲ့ရန်သူကတိတ်အားနေပြီးနိုင်နေပြီး slip ကသူ့မျိုးလုံးတဲကိုစိုက်ကြည့်ပြီးဝှက်ပြီးသွားပြီးမင်းရှုံသွားပြီးလို့ပြောချလိုက်တယ်။ဒါပေမဲ့မယ်လိုရှာကနောက်ဆုံးချိန်မှာတော့မှ slip ကိုလဲစားပြီးသုံးချိန်တိုင်တိုင်ဓာတ်နဲ့ထိုးကိုကြံပေမဲ့သုံးချိန်စလုံးကာကွယ်နိုင်လိုက်လို့ခေါင်းလိုက်ဆိုင်ကြပေါ်ရတယ်။ slip ကမော်ဆီယာမကြီးကိုတတ်ပြစ်နိုင်ပေမဲ့တစ်သလုံးသူ့ရှုံကိုဖတ်တွယ်ပြီးအပတ်ရှင်နေနိုင်ဖို့ဒီတိုင်းထားခဲ့လိုက်ပါတယ်။ slip က Henry ကို overall မှာပဲဆက်ပြီး ေဖို့ပြောပင်ပဲဟန်ရီကပြုံးပြုံးလေးနဲ့ငင်းလိုက်တယ်ဒန်နစ်ကူဒွန်လက်ထဲကိုအပ် girls school စစ်မှန်တဲ့မိတ်ဆွေရဲရင်နဲ့ပြဲကောင်းလို့ချီချူးနှုတ်ဆက်ပြီးတဲ့နောက်မှာအလုံးကောင်လေးဦးသားမိုးတကားကနေတဆင့်တယောက်ပြီးတယောက်ထွက်ခွာသွားကြတယ်ကြံခဲ့တဲ့ Steve ခလာတော့တွေ့ဝေသွားတယ်နောက်တော့ငါတို့အစ်စ်တပံပြန်လဲစတင်ချေရောက်ပြီလို့ကြွေးကြော်ပြီးသူဟာကဘာမြေရှိရာဘက်ကခုံဝင်လိုက်ပါတော့တယ်ကဘာမြေကိုပြဲဝလာတဲ့နောက်လာနေငယ်ကြမှာဂရက်ရဲ့ဆိုင်ကလူချိန်များတဲ့နေရာဖြစ်လာတယ်သူတို့ရဲ့စူစားကန့်ကို ခြေခံတဲ့ဗီဒီယိုဂိမ်းအသစ်ထုတ်လုပ်နိုင်လိုက်တာစိတ်အောင်မြင်သွားတယ်။ Steve ကတော့သူကြိုက်တဲ့ပချင်းတွေကိုကြကြောကြောအော်ဆိုလို့ပရိသတ်တွေကသူ့ကိုပွဲတောင်းနေကြပြီ။ဒွန်းကတော့အိမ်ချမ်းပြေလောကကနေထွက်ပြီးစူစားကနေပြည့်နေတဲ့ဘဝကိုရွေးချယ်လိုက်တယ်။ ဒိုင်းနက်စ်ကတော့သူ့ရဲ့ပါတော်မြဲပေါ့နက်တလီကတော့ကိုခန့်ပညာသင်တန်းကျောင်းဖွင့်လိုက်တယ်ဟန်နရီကကိုပိုင်ဂျက်ဖတ်ကိုတီထွင်ပြီးကျောင်းတက်ကျောင်းစင်ပြန်တက်နေလို့အတန်းပေါ်တွင်သူ့ကိုစိတ်ထင်ကြီးသွားကြပါတယ် post credit စင်မှာတော့လူပါသားစကားတော်တော်ပြောတတ်နေတဲ့ဒေးကြောင့်ရွာသားကစတ်တွေ့ကလေးကကျောင်းဆရာမကြီးကိုသူစိတ်ချစ်တာလို့ပြောပြီးရက်ထက်ခွင်တောင်းနေသူကျောင်းဆရာမကြီးသိပျော်သွားတာတွေ့ရပါတော့တယ်ချီရှုနာဆင်ပြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်